အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဟာမတ်လ29ရက်နေ့80ပြည့်တမတော်နေ့လည်းဖြစ်ပါတယ်တမတော်နေ့ဆိုတော့ညီအစ်ကိုပြောချင်တာဒီနေ့မှာကျွန်တော်တို့ပြည်တွင်းပြပသတင်းတောက်တွေဒီဗီဒီယိုကြည့်နေတဲ့အချိန်ပေါ့နော်အဲနှစ်တဝက်နေပါလောက်ဆိုရင်တော့ကျွန်တော်တို့တမတော်စီပြခွင့်တွေကို ရောက်ရှိနေမှာဖြစ်ပါတယ်အဲ့တော့ တက်မတော်နေနဲ့တက်မတော်နေကိုကျင်းပလာတာနှစ်ပေါင်း80ရှိပြီဆိုတော့ဒီမှာဘာကွဲပြားလဲပြောရရင်တက်မတော်ကတက်မတော်နေကိုတက်မတော်နေလို့အစဉ်တစိုက်သုံးဆွဲတယ်ဟိုအရင်တော့ဖတ်စစ်တော်လန်ရင်းနေဆိုတော့ဒီလိုလဲဖြစ်ခဲ့တော့ဒါပေမဲ့လည်းခေကာလအဖြစ်လေယုံကြီးအောင်ပြောင်းလဲသုံးဆွဲခဲ့တယ်ဒါပေမဲ့ NLD လက်ထက်မှာဒါကိုဖတ်စစ်တော်လန်ရင်းနေပဲမရအောင်เนาะအရင်တော့တော်လန်ရင်းနေလည်းဖြစ်ဖြစ်မှာပေါ့เนาะ အမီနာမအမျိုးမျိုးနဲ့ပြောင်းလဲသုံးဆွဲခဲ့တယ်ကျွန်တော်မသိဘူးစိတ်မသာတမရော်နဲ့တမရော်နေပဲဒါပေမဲ့ NAD နဲ့တမရော်နဲ့ဘယ်မှာဆန်းကျင်ဘက်ဖြစ်လဲဆိုဒီလိုအသေးမွှားလေးတွေအားစာဆန်းကျင်ဘက်မြင်ရတယ်ဆိုတော့တမရော်ကဒီလိုအမီပေးကောင်းစင်တက်ထားတဲ့သူနဲ့သက်ဆိုင်တဲ့ဒါမှမဟုတ်မြန်မာတစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့တမရော်တရလုံးနဲ့သက်ဆိုင်တဲ့တမရော်နေကိုနော်တမရော်နေအဖြစ်သတ်မှတ်ထားတော်ညာလဲအဲ NAD ကသဘောမတူခဲ့ဒါသူသူအစိုးရလက်ထက်မှာပေါ့နော် မမြည်သူပင်ဆိုစီကမို့အဲ့မှာသဘောထားကွဲလွန်မှုရှိတယ်။ဆိုတော့ထားလိုက်ပါတော့နှစ်ပေါင်း80မြောက်တမရော်နေဖြစ်တယ်။နော်။အဲ့တော့တမရော်နေမှာနိုင်ငံတော်အကြီးအကဲပေါ်မတိုင်ငယ်ကနိုင်ငံတော်ဝန်ကြီးချုပ်ပေါ့နော်။ဒါကျွန်တော်ဗီဒီယိုရိုက်တဲ့ရက်က29ရက်ဖြစ်နေပြီ။26ရက်နေ့မှာညစာစာပွဲကြိုပြီးလို့တော့ဗတ်တက်လို့ဆိုတော့တမရော်နေကိုညပိုင်းကျင်းပမှာဖြစ်တဲ့အတွက် ညပိုင်းမှာတော့ဒါမြန်မာတန်ရွေးမြင့်တန်ကြာ MRTV ဒီကနေပြီးတော့တိုင်ရိုက်ထုတ်လွှင့်มาဖြစ်ပါတယ်ဆိုတော့26ရက်နေ့မှာတော့နိုင်ငံတော်ဝန်ကြီးချုပ်ကသူအင်ရတက်ပြီးအကြီးကဲဟောင်းတွေကိုကာရဝါပြုတယ်နော်ကာရဝါပြုတွေးဆုံတယ်ပြီးတော့ဒီကတော့တယ်ပေါ့နော်ကတော့တယ်ပေါ့အမနိုင်ငံတော်တမရငင်းဦးသိန်းစိန်ပါဝင်တမရအရာရှိငင်းနေပေါ့နော်ငင်းနေနိုင်ငံတော်နဲ့တမရအပေါ်ကိုတစ္ဆာရှိရှိနဲ့တောင်းဝန်ထမ်းဆောင်ခဲ့တဲ့အဲတမရအရာရှိငင်းနေကို ကာရဝပြုကြတယ်တက်မတော်ကာဝေးဦးတီချုပ်ဒုတိယတက်မတော်ကာဝေးဦးတီချုပ်နဲ့နော်ဒီတက်မတော်အရာရှိအကြီးအကဲတွေကကရောကြတာဖြစ်ပါဒါအစင်လာနဲ့ညီကာရဝထားပြီးတော့ကရောကြတယ်ပေါ့နော်ဘာဖြစ်ရဲ့နှစ်ပေါင်း80ကြာတည်တံ့ခိုင်မြဲခဲ့ပါပြီကျွန်တော်တို့အနေနဲ့ပြောရရင်တော့ဘယ်လိုဒီမိုကရေစီနိုင်ငံမျိုးမှမဆိုရင်ဒီလိုခေတ်ဒီလိုအခါမျိုးမှပို့ပြီးတော့ခံစားလာရတာကအင်အားတောင့်တင်းတဲ့စွမ်းရည်ပြေးွားတဲ့ နော်တက်မတော်တရက်မရှိမဖြစ်လိုအပ်တယ်လို့ကျွန်တော်တို့မြင်တယ်ဒီနေ့ဒီခါမှာတော့တနိုင်ငံလုံးဒါရောင်စုံတပုံအကြမ်းဖက်တောင်းကျမ်းသူတွေအဲ့ပြန့်နှံ့အောင်ကြွလာတာကြောင့်တက်မတော်အနေနဲ့ပုံပွင့်လင်းလေးပြောရင်တော့ပင်ပန်းကြမ်းတမ်းတာတော့အမှန်ပဲတက်မတော်အဲအင်အားထိပါခံရတာတော့အမှန်ပဲဒါတော့လက်ခံခြင်းလက်ခံလက်မခံခြင်းနဲ့လက်ခံရမှာနော်ဒါပေမဲ့ဒီလိုဖြစ်ခြင်းအဖြစ်နော်ဟို တပုတ်လေလင်ပြောเสียမလိုပါဘူးဘာကြောင့်လဲဆိုတော့တကယ်လို့ဒါဒီနေရာမှာလက်ရှိတက်မတော်ကာကွယ်ဦးစီးချုပ်ဒါမှမဟုတ်လို့ရှင်လက်ရှိတက်မတော်သားတွေအစားကိုယ်တိုင်ဝင်ပြီးတော့ခဏတရုတ်ဆောင်ကြည့်ရင်လည်းဒီလိုပဲဖြစ်မှာပါပဲအဲ့ဒီလိုတရုတ်ဆောင်တဲ့နေရာမှာနော်ကိုယ်နေရာမှာဝင်တရုတ်ဆောင်တဲ့တက်မတော်ကာကွယ်ဦးစီးချုပ်အခုတက်မတော်ကာကွယ်ဦးစီးချုပ်ကပြည်သူတယောက်အနေနဲ့ကိုယ်နေရာမှာဝင်ပြီးတရုတ်ဆောင်မှာဆိုရင်လည်းသူလည်းမချစ်တင်ခဲ့ဖြစ်မိမှာပဲဒါပေမဲ့ကျွန်တော်တို့ကဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံဖြစ်တယ်အဲ့တော့ အကြောင်း အကျိုးအကောင်းအဆိုးကိုတေချာဝေဖန်ခွဲခြားသိမြင်နိုင်ပါမှာကျွန်တော်ဘုရားဘာသာခေါင်းတက်ရောက်ပြီးတာမယ်ဒါကအခြေခံပဲရှိသေးတယ်ကျွန်တော်နက်နက်နဲနဲမသိပြီမဲ့ဒီလောက်ကိုတော့ကျွန်တော်တို့နားလည်ပါရမယ်အဲ့တော့ကိစ္စတစ်ခုဖြစ်လာပြီးအကြောင်းအကျိုးအကောင်းဆိုးကိုတော့ကျွန်တော်တို့တေတေချာချာလေးဝေဖန်သုံးသပ်နိုင်ရပါမယ်အော်အခုလက်ရှိတနိုင်ငံလုံးရောင်စုံတပုံတွေရောင်စုံတောင်းကျမ်းသူတွေကျမ်းဖတ်သမားတွေပြန့်နှံ့အောင်ကြွတောင်းကျမ်းနေတဲ့အချိန်မှာ တမတော်အနေနဲ့နော်ရှိတဲ့အင်အားနဲ့တမတော်တိုးချဲ့ဖို့လုပ်တဲ့ချိန်မှာဒီဇိုင်းမန်ကမှကန့်ကွက်ခဲ့တဲ့သူတွေဒီဇိုင်းမန်မှဖြိုခွဲဖျက်ဆီးခဲ့တဲ့သူတွေပြည်တွင်းရန်ပြည်ပရန်ဆိုတော့အပေါ်မြေအောက်အကုန်လုံးတိုက်ခိုက်ခဲ့တဲ့သူတွေအများကြီးရှိခဲ့တယ်ဒီကြားထဲကပဲဒီလိုအခြေအနေတရက်လောက်ကိုပြိုးထောင်နိုင်ခဲ့တယ်လူတွေနဲ့ဖွဲ့စည်းထားတဲ့ဘယ်အဖွဲ့အစည်းမဆိုကောင်းခြင်းမကောင်းခြင်းဒါမျိုးတွေလည်းအများကြီးရှိမှာပဲဒါတို့တော့လက်ခံနိုင်ရမယ်ဘာလို့လူဖြစ်ပြီပဲ ကောင်းခြင်းမကောင်းခြင်းတွေကိုကျွန်တော်တို့ကတေချာလေးလက်ခံနိုင်ရမလဲအမြဲတမ်းအကောင်းကြီးပဲရှိနေဒုက္ခဆိုတာလည်းပင်မမရှိနေမှာမဟုတ်လေအဲ့တော့ကောင်းခြင်းမကောင်းခြင်းရှိမယ်ကောင်းတယ်လို့ရှိမယ်မကောင်းတယ်လို့ရှိမယ်ဆိုတော့ဒီလိုခြေနေလက်တေချာလက်ခံမယ်ဒါပေမဲ့ပိုပြီးလက်ခံတင်တာကအစောကကျွန်တော်ပြောသလိုပဲစွန့်ရည်ပြီးွားပြီးတော့တောက်တင်းကြစ်လက်တဲ့ခင်မီတက်မတော်တဲ့နိုင်ငံတိုင်းငံမှာရှိကိုရှိတဲ့နယ်ဆိုတာကိုကျွန်တော်တို့လက်ခံရမှာတကယ်လို့သာဒီချိန်မှာတက်မတော်မရှိခဲ့ဘူးတက်မတော်တဲ့စွန့်ရည်မပြေဝခဲ့ဘူးဆိုရင် ကျွန်တော်တို့ဒီတက်ပူဆိုးတဲ့အချိန်တွေကိုဒီတက်ပူစောတဲ့အချိန်မှာကျွန်တော်တို့ခံစားသွားရမှာဖြစ်ပါတယ်။နော်ခံစားခဲ့ရမှာဖြစ်ပါတယ်။နိုင်ငံကလည်းဒီတက်ပူပြီးတော့ကျွန်တော်တို့ဆိုးရတဲ့အချိန်တွေတည်းဖြစ်မှာ။ဆိုတော့အချိန်တိုင်းတာတစ်ခုတည်းတိဆောက်လာတယ်။ဒါမှမဟုတ်လိုအပ်တဲ့အတိုင်းတာတစ်ခုတည်းတော့မရောက်နိုင်။ဘယ်တော့မှလည်းဘယ်သူမှလည်းပြည့်ပြည့်စုံနေလို့ရှိမှာတော့မဟုတ်ဘူး။ဒါမှမဟုတ်လိုအပ်တဲ့အရေးသွေးတစ်ခုကိုမရောက်တဲ့အတွက်တော့မိကုန်းတော့ထောက်ရပါလိမ့်မယ်။ဒါကတော့ ပြည်သူတယောက်အနေနဲ့တော့မေးခွန်းထုတ်ရပါလိမ့်မယ်။ဘာကြောင့်မလို့ဒီလောက်မလုံနိုင်တာလဲဆိုတော့မေးခွန်းတော့ထုတ်နိုင်တယ်။ဒါပေမဲ့မေးခွန်းထုတ်ခြင်းဒီအပုတ်ခတ်ခြင်းတော့ကျန်းသန်းရုပ်ရင်ဆိုတာပြောဆိုခြင်းနဲ့တော့မတူဘူး။ဆိုတော့ဘယ်စွမ်းရည်တွေကလိုအပ်နေလို့နော်စိတ်တက်ပိုင်းလား။နော် physical လား။နော်ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဒီလိုလေးကျွန်တော်တို့ခွဲခြားသိမြင်မေးခွန်းထုတ်ရမယ်။အဲ့တော့ထောက်ပြရမယ်။စိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့ဘယ်လိုတွေလုပ်ရမလဲ။ပို့ပြီးတော့ဘယ်လောက်ကောင်းကောင်းနော်နိုင်ငံတော် ကာကွယ်နိုင်မှုအတွက်ဘယ်လိုအလုပ်ကောင်းကောင်းတွေလုပ်နိုင်မှုအတွက်ထောက်ပြနိုင်မလဲဒါတွေကကျွန်တော်တို့လုပ်ရမယ့်တောင်းပန်တွေရုပ်ရင်ကျန်းန်းဆိုတာပြောဆိုခြင်းကကျွန်တော်တို့ ਨੇ မဆိုင်เนาะဒါဟိုအစင်တန်းတစ်ခုရှိတဲ့သူတွေเนาะဒီလိုလူတွေအတွက်အကျွန်တော်ခဏခဏပြောတယ်လောဘဒေါသ మో ဟဒီအရာတွေကမရှိတာတော့မဟုတ်ရှိတယ်ဒါပေမဲ့လျှော့နိုင်လေကောင်းလေပဲကိုမှဒေါသတအားကြီးတယ်เนาะကိုလူချင်းနဲ့စိတ်ကြောက်ဟာကိုနိုင်ချင်းနဲ့ကိုနိုင်ချင်းနဲ့ဖွဲ့စည်းကိုနိုင်စီချင်းနဲ့ ဲ့တော့နိုင်စီခြင်းနဲ့ဖွဲ့တင်နိုင်ခြင်းနဲ့မှန်တယ်အဲ့ဒါကတော့ကိုယ့်ရဲ့လောဘဒါပေမဲ့အဲ့လိုမျိုးကိုယ်ထင်နိုင်ဖြစ်မလာတဲ့အခြေအနေမျိုးကြတော့ဒေါသတွေဖြစ်လာအဲ့တော့မမြင်နိုင်တဲ့မောဟတွေဖြစ်လာတဲ့အချိန်မှာเนาะအမှားမှန်ခုနပြောသလိုအကောင်းဆုံးအကြောင်းကျိုးတွေမသိတော့အဲ့ဒီမှာဒုက္ခတွေရောက်ကြရတယ်เนาะအချို့လူဆိုရင်ထောင်ကျတန်းကျအဲ့တော့ပြောချင်တာတစ်ဖက်ကအကြမ်းဖက်တဲ့နီးနဲ့เนาะနိုင်ငံတော်အာဏာကိုသူတို့ပြန်လူယူဖို့ကြိုးစားတယ်เนาะ တချို့လည်းဆဲကြဆိုကြယဉ်ကျေးမှုနဲ့မကိုက်ညီစွာတော့မြန်မာလူမျိုးလို့မဆိုရတော့အောင်ထိကိုအုတ်တန်းကြတဲ့အနေအထားတစ်ခုတည်းလုပ်ခဲ့တယ်။ဆိုကိုကိုတိုင်ကလည်းဒီလို live လုပ်နေမှဆိုရင်ကိုကလည်းဘာဖြစ်သွားမလဲဆိုတော့ပြည်မြန်နဲ့တပြေးညီတယ်ဖြစ်သွားမယ်။အဲ့တော့တချို့ကိစ္စတွေမှာ အာမရတာတွေအာရတာတွေဒါတွေရောအများကြီးရှိတာပေါ့နော်အဲ့တော့စွန့်ရင်ပြေးွားတဲ့တက်မတော်တရက်ကတော့ကျွန်တော်ထင်တယ်ဒီလက်ရှိဖြစ်စဉ်ပေါ့ကျွန်တော်တို့ဒီ၄နှစ်ကျော်၅နှစ်ပတ်ဝန်းကျင်ကာလမှာကျွန်တော်ကြုံခဲ့တဲ့အရာတွေကလန်းနင်းလုပ်ပြီးတော့နံပါတ်၁စိတ်တကြခိုင်မှုနံပါတ်၂เนาะဒီရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဒါမျိုးတွေကိုဖြည့်တင်းဆောင်ရွက်ရမယ်လို့ကျွန်တော်ထင်ပါတယ်။နံပါတ်၃ကြတော့ကျွန်တော်တို့ ဒီခစ်မိတဲ့လက်နက်ကိရိယာတွေတက်ဆင်မှုဆိုတော့ဒီခစ်ဒီခါမှာခစ်မိတဲ့လက်နက်ကိရိယာတွေတက်ဆင်မှုဆိုတာပြည်ပနိုင်ငံကဝယ်ယူလို့ရှိရင်ထိုက်တဲ့เนาะအဖိုးနှုံထားတစ်ခုကိုပေးရတယ်လို့ပဲကျွန်တော်တို့ပြည်တွင်းမှာထုတ်လုပ်မယ်ဆိုလို့ရှိရင်ထိုက်တဲ့ကုန်ကြမ်းဈေးရှိတယ်။အဲ့တော့ဤပညာတွေပို့ပြီးတော့မြင့်မြင့်မာမာနဲ့တုံးဆွဲခြင်းတယ်ဆိုလို့ရှိရင်ပြည်ပဝယ်ယူသလိုပြည်တွင်းကလည်းကျွန်တော်တို့ထုတ်လုပ်နိုင်မှသာလျှင်ပိုကောင်းတဲ့เนาะပို့ပြီးခစ်မိတဲ့အရာတွေကိုကျွန်တော်တို့ပိုင်ဆိုင်နေမှာဖြစ်တယ်။မြန်မာနိုင်ငံမှာเนาะဒီ ဘယ်လိုပြောမလဲအရင်မြစ်တွေအများကြီးရှိတယ်ဒါတွေကိုအသုံးချပြီးတော့ကျွန်တော်တို့ကနော်ခင်မိတဲ့တက်မတော်တရခင်မိတဲ့နိုင်ငံတော်တခုကျွန်တော်တည်ဆောက်အောင်နော်ပို့ပြီးတော့ပြောရမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာနော်စိတ်ပိုင်းဆိုင်ရာမှာအားနည်းချက်တွေအများကြီးမြင်ရတယ်ဒါတော့အစောပိုင်းလည်းကျွန်တော်ဝေဖန်ဘူးတယ်ဒီလိုမျိုးဝေဖန်တာဝေဖန်လို့ရတယ်ကျွန်တော်ဒီလိုဒီလောက်ဝေဖန်ရုံနဲ့ ဖမ်းတယ်ဆိုလို့ရှိရင်လည်းလိုက်သွားရုံပဲရှိတယ်မတန်းတိုင်းဒါကတော့ကျွန်တော်တို့ကတော့အမြင်ထောက်ပြအောင်ကျွန်တော်တို့ရုပ်ရင်ကျန်တဲ့သောဆယ်လို့စိတ်ပိုင်းဆိုင်ရာအရာတော့ချို့နေရာဒီမှာပြက်ရွေးနာမျိုးတွေမြင်တယ်နေရာတော်တော်များများမှာတော့ခစ်မကောင်းလာရင်မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ပြက်ရွေးလာတာမြင်တယ်ဒါပေမဲ့ဒါကိုအမိတ်နဲ့ပြန်ပြီးကုတ်ကဲနော်ဟိုတက်မတော်ဆိုတဲ့အချိန်ဝါနဲ့ပြန်ပြီးတော့ကုတ်ကဲတယ်ဆိုလို့ရှိရင်လည်းပြန်ငြိမ်သက်သွားတာမျိုးလည်းကျွန်တော်မြင်ရတယ်ပေါ့ဆိုတော့ဒါတက်မတော်နေနဲ့ပတ်သက်တဲ့ဒါကျွန်တော်တို့ ြောတဲ့ review ပေါ့နော်ကျွန်တော်တို့ပေးတဲ့တက်မတော့ပေါ် review ပေါ့ရှိတဲ့အနေထားနဲ့နော်ရှိနေတဲ့အနေထားလက်ခံရမယ့်အနေထားနဲ့ပို့ပြီးလိုအပ်တဲ့အနေထားဒါမျိုးတွေကိုကျွန်တော်တို့ကပြောသွားတာဖြစ်ပါတယ်အဲဒီတက်ပို့ပြီးတော့လဲဟိုပို့ကောင်းတဲ့ပို့လုံးချုံတဲ့ပူငင်းချမ်းတဲ့နော်ခိုင်မာတဲ့နိုင်ငံတရက်ပေါ့နော်ချွတ်ကြအနာကိုခိုင်ခိုင်မာမာကာကွယ်နိုင်တဲ့ဟိုတက်မတော့တရက်လိုတယ်ပေါ့အဲ့လိုနိုင်ငံတရက်အတွက်တက်မတော့တရက်လိုတယ်ဒါကိုလဲပြည်သူအားလုံးကဆပ်ပို့ပြရမယ်တက်မတော့က ခိုင်ခိုင်မာမာနဲ့ယက်တီနေနိုင်ပြီးပြည်တွင်းရန်ပြပရန်ကာကွယ်နေနိုင်ပြီးဆိုလို့ရှိရင်အဲအဲ့အတွက်ပြောစရာမလိုတော့ဘူးအဲ့တော့အခုမြင်နေရတဲ့အတိုင်းဒါဥမာကျွန်တော်တို့ဒါမုံရွာတာဝါရိုင်စခန်းကုန်းလေးသွားတိတ်နေတိတ်နေချိန်မှာလုံညွတ်ဖောက်ဝင်နည်းနည်းလေးနဲ့အသိန်းခံလိုက်ရတယ်ရုတ်တရက်များဓမြထတိုက်မယ်ဆိုလို့ရှိရင်အင်အားများနဲ့တိုက်မယ်ဆိုလို့ရှိရင်တော့ခုခံမှုခက်ခဲတဲ့အနေဒါဘာကြောင့်လဲဆိုတော့နေရာအနှံ့ပြားမှာခွဲချမ်းစိတ်ဖြာပြီးတော့တာဝန်ထမ်းဆောင်နေရတဲ့အနေထားဖြစ်တဲ့တော့ကျွန်တော်တို့နိုင်ငံလူဦးရေရဲ့ ထားလိုက်တမလို့သား3သိန်းခွဲရှိရတာ5သိန်းထားလိုက်တော့เนาะ5သိန်းထားရဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံလူဦးရေရဲ့เนาะတရာမှာတရာတရာတော့မကောက်130တော့မှာတရောက်ရှိမှာကျွန်တော်တို့တန်း90ဆိုရှိတော့ဆိုတော့အဲ့လိုမျိုးအခြေအနေဖြစ်နေအဲ့တော့ကျွန်တော်တို့ရဲ့တက်မတော်အင်အားပို့ပြီးတော့မြင့်တင်ရမယ်နောက်ပြီးလို့ရှိရင်ပူကောင်းတဲ့နော်စိတ်တက်အခြေခံတွေပူကောင်းတဲ့ဤပညာတွေပူကောင်းတဲ့ထောက်ပံ့မှုတွေနော်ကျွန်တော်တို့ပေးရမယ်မပေးဘဲနဲ့တော့ အတမန်လောက်နဲ့သွားရဆိုလို့ချင်းကျွန်တော်အများအားဖြစ်နေချက်ရှိပါတယ်ဒီလောက်နဲ့သွားရင်ဒီလောက်ပဲဖြစ်မယ်ဒီတက်ပူပြီးသွားမှဆိုရင်ဒီတက်ပူပြီးခရီးရောက်ပေါ့နော်ဆိုတော့နော်နှစ်ပေါင်း80ပြည့်တဲ့တမန်တော်နေရာနေစပြီးတော့နောက်လာမယ့်နှစ်ပေါင်း800 1000နော်နှစ်ပေါင်းများစွာတိုင်းနော်နိုင်ငံလိုကာကွယ်စောင့်ရှောက်နိုင်တဲ့နော်အာအမျိုးသားကြီးတာဝန်ထမ်းဆောင်နိုင်တဲ့တမန်တော်တရားဖြစ်တည်ရှိနေပါစေလို့ကျွန်တော်နေနဲ့စုမကောင်တောင်းပါတယ် ။ဒါပထမတက်မလို့ review လုပ်ပြီးသွားပြီဆိုတော့နောက်ထပ် review တစ်ခုထပ်လုပ်အောင်မှာတော့ MNDAA ကိစ္စပေါ့နော်။ကိုကန်တက်လို့ပြောလို့ရတယ်ကိုကန်လန်နက်ကင်တက်ဖွဲ့ MNDAA နဲ့ဒီတက်ကအဖွဲ့ဒီကုမင်းမှာဆွေးနွေးမှုတစ်ခုလုပ်တယ်။ဆွေးနွေးမှုကအာမတ်လာတတိယပတ်အကုန်လုံးပါပေါ့နော်။လောက်ကြတယ်လို့ကျွန်တော်ကြားတယ်ပေါ့။ဒါပေမဲ့နှစ်ဖက်လုံးထုတ်ပြန်တာတော့မရှိဘူး။နှစ်ဖက်လုံးထွက်လာတဲ့သတင်းရင်းမြစ်တွေထွက်လာကြရအဆင်မပြေဘူး။ ဘာကြောက်လဲဆိုတော့ MNDAA ကသူတို့လိုချင်တဲ့ဆန္ဒကိုသူတို့ပြောတယ်အဲသူတို့အနေနဲ့ဒီသာပြီးနေလိုချင်တဲ့သူတို့ပေါက်ပြက်လေးတစ်လျှောက်ပြောတော့နော်လူကြီးလူကြီးလေးနှစ်ပိုင်းနှစ်ပိုင်းနဲ့သူတို့တင်ထားတဲ့နေမီတွေသူတို့အပိုင်းလိုချင်တယ် Okay တက်ကဘာလဲဆိုတော့ဖွဲ့စည်းပုံခြေဥ်ကြီးခြင်ထားတယ်ငါတို့ပြီးလို့မရအောင်မင်းတို့လိုချင်လွှတ်တော်အားတောင်းဆိုတော့ဒီလိုသဘောမျိုးနဲ့တက်ကလည်းခြင်အဲ့တော့မပြီးနိုင် MND ကဘာလို့လဲဆိုတော့လာချိုမျိုးပေါ်မှာရှိတဲ့ရက်ွက်လေးတစ်ခုနှစ်ခုရဲ့ကြီးရွာလေးတစ်ခုနှစ်ခုရဲ့ဒါကို တက်ကိုပြန်ပြီးမလို့ပြောတယ်။တဘောကတော့ငါတို့ဒီလောက်နေရာပြီးမယ်။မင်းတို့ဒီမှာလာပြန်နေစခန်းချငါတို့ထိန်းချုပ်ထားတဲ့နေရာမှာမင်းတို့နေဆိုတဲ့တဘော။ဆိုတော့ဒါကတော့ဘုန်းဝင်လင်းပြောရင်တော့အဲတင်ထားတဲ့သူတယောက်အနေနဲ့ကတော့မမာကြောကြောဆွေးနွေးတယ်လို့ကျွန်တော်ထင်တယ်။တော့တပ်ဘက်ကလည်းလုံးဝလက်မခံဘူးပေါ့။အဲ့တော့သူတို့လာရှိုးကနေဆုံမဆုံဆိုတော့အစတည်းကလည်းကျွန်တော်ကတော့ဆုတ်ပုလန်တိတ်မမြင်ပါဘူး။နော်။ဆုတ်ပုလန်တိတ်မမြင်ဘူး။ဆိုတော့ဆုတ်မဆုတ်ကတော့ဆုတ်ပုလန်မမြင်တဲ့ဘက်ကိုရာခိုင်လုံးများတယ်။အဲ့တော့ ဆုံးမဲ့ဆိုရင်ဘာဖြစ်မလဲဆုံးမဲ့ဆိုရင်တော့တက်ကထုံးစံတိုင်းပြန်ဝင်မယ်နေမီဒီငယ်အေးချမ်းကြီးပြန်လုံမယ်ဒါဒါမျိုးတွေပြန်လုံမယ်ဒါသူလှုပ်ထုံလို့နေပဲစစ်တိုင်းထဏာကျုပ်စိုက်မစိုက်ဆိုတော့ကျွန်တော်မသိတော့ဘာကြောင့်ဆိုတော့ယမခကသူ့အာနေချက်တွေမြင်သွားတော့မှလေလက်ရှိတက်ရရှိကြီးလက်ကြီးတော့မှဘာကြောင့်ဘာကြောင့်ဒီယမခဘလို့ကြာသွားလဲအဲ့တော့ကုကေကြီးနဲ့ထောက်ပံ့ရင်မှငါတို့ဘလောက်ထိအခက်ခဲတွေ့ရအဲ့တော့ဒီနေရာမှာစစ်တိုင်းထဏာကျုပ်စိုက်တင်မစိုက်တင်ဆိုတော့အများကြီးပြန်ပြီးစဉ်းစားတော့မှဒါတပ်ဘက်ကနေမြင်မဲ့အမြင်ပေါ့နော်အဲ့တော့ ဆုတ်လို့ရှိရင်ဘာဖြစ်မဆုတ်လို့ရှိရင်ဘာဖြစ်မလဲမဆုတ်ရင်တော့စစ်တွေဖြစ်မှာပဲနော်မဆုတ်ရင်တော့တိုက်ပွဲတွေဖြစ်လာမှာပဲဘယ်တော့ဖြစ်မလဲဒါမသိတာဘာကြောင့်ဘယ်တော့ဖြစ်မလဲမသိဘူးလို့ပြောစက်ပေါ့အစောပိုင်းကျွန်တော်ပြောဆိုတက်မတော်နေတဲ့တနိုင်ငံလုံးမှာဖြန့်ခွဲတောင်းဝန်ယူနေရတဲ့အနေအထားမှာဖြစ်တယ်နော်မျိုးပေါ်မှာဆိုလည်းလုံညုံရေးတွေယူရတယ်နောက်ကျထွေအုပ်တွေမှာလည်းပြီးထားရတယ်ထွေအုပ်မှာဆိုလို့ရှိရင်လည်းအာ ဘုံမှုနဲ့လုံညွေးတက်ဖွဲ့အပေါင်းဘလောက်ဆိုပြီးတော့အမျိုးနယ်စီမံခရိုင်စီမံဒီလိုတွေပေးထားတဲ့အချိန်မှာလူတွေကဒီလိုပြန့်နှံ့နေတယ်ဗောနော်အဲ့ဒါကြောင့်ပြန်ပြီးတော့အဲတနေ့တနေ့တိုက်ဖို့ဆိုလို့ရှိရင်အင်အားစုစည်းဖို့အချိန်တော်တော်ကြာတယ်ဗောနော်အဲ့တော့ရင်ဆိုင်ထားတဲ့စစ်မျက်နှာမျက်နှာတွေကလည်းများတယ်ဗောဒီကြားထဲမှာအဲပွဲပန်းတဲ့သူနဲ့ဒဏ်ရာရတဲ့သူတွေနဲ့ဒါတွေကလည်းတက်မတော့ပေါ်စိန်ခေါ်မှုတရက်ဖြစ်တယ်အဲ့တော့ဘယ်နေ့ပြန်တိုက်နိုင်မလဲဆိုတော့ တမတော်ရဲ့အစင်းသင်းဖြစ်မှုကိုကျွန်တော်တို့မသိဘူးအဲကျွန်တော်တို့တိတိတလောက်ကတော့အဲ independent လို့ပြောတယ်လွတ်လပ်တယ်လို့ပြောတယ်အအနောက်ဂျိုးကိုင်မီဒီယာတွေပြည်ပမီဒီယာတွေကလည်းသူတို့ဖော်ပြတယ်တက်ကတောင်ခမ်းဘက်ကိုအင်အားဖြည့်တယ်တက်ကဒီကျွန်တော်တို့ဒီဟိုဘချန်တီဘောဘက်ကိုထိုးဖို့အတွက်နတ်လန်ဘက်ကိုအင်အားဖြည့်တယ်ဒါမျိုးတွေသူတို့တရင်တွေဖော်ပြကြတယ်တိတိတလောက်တော့ကျွန်တော်လည်းသိပါတယ်ထုတ်တာမပြောတာဒါပေမဲ့ဘယ်လောက်ထိဖြည့်လဲ ော်ကျွန်တော်တို့တည်တယ်လို့ဆိုတောင်ခေါက်ဖြီးတာတာမန်တော့ပဲဒီဘက်မှာဒါနောင်နောင်ချိုကိစ္စတော့မပြောလို့မယ်ဒါ MND ဒီလိုမျိုးပဲသူတို့ကာထားတဲ့အသားစီအကာရံနေနဲ့ရှင်းမယ်ဆိုလို့ရှိရင်ဒီအင်အားတာမန်တော့ပဲတိုက်ပွဲပြင်းထန်ရုံနော်ဒါရင်ဆိုင်တိုက်ခိုက်မှုတိုက်ပွဲပြင်းထန်ရုံရှီတူးနောက်ဆုံးဒီလောက်ချင်းဒီလောက်တော့ဒါဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ် ဒါပေမဲ့ပို့ပြီးတော့အင်အားတွေများလာမယ်လက်နက်ခဲပြည့်တင်းမှုတွေရိခါပြည့်တင်းမှုတွေများလာမယ်ဒီကြောင့်ဘာညာစနေတကြရေးဆွဲပြီးတော့မှတိုက်မယ်ဆိုလို့ရှိရင်တော့တာမန်အင်အားနဲ့လည်းတိုက်နိုင်တယ်ဆိုဒီအခြေအနေမျိုးရှိတယ်ပေါ့နော်အဲ့တော့မဆုတ်ဘူးဆိုရင်ဘာဖြစ်မလဲဆိုတော့တိုက်ပွဲဖြစ်လာနိုင်တယ်တရုတ်ကတော့ရှင်းတယ်တရုတ်ကတော့သူကြားဝင်ညီနိုင်ပြီလားငါတိတက်တည်နေနေနေမယ်မင်းတို့ဒီဘက်မှနေမင်းတို့ဒီဘက်မှနေဆွေးနွေးကြဆွေးနွေးလို့ဟိုပြည်လဲရင်ပြည်လဲဆိုကြထုတ်ပြောမယ်မပြည်လဲမပြည်လဲဆိုကြထုတ်ပြောမယ်ဖြောင်းပြမယ်မင်းလဲလျှော့မင်းလဲလျှော့ ဒါမဲ့လည်းနှစ်ဖက်လုံးမရှုပ်ဆိုသူလည်းဘာမှမတတ်နိုင်ဘူး။ဒါတရုတ်ရဲ့အနေထားပေါ့နော်။ဆိုတော့တဆက်တည်းပဲနောင်ချူနဲ့ပတ်သက်ပြီးဆက်ပြောမှာပေါ့နော်။အဲ့တော့အရင်ဆုံးပြောမှာတော့အဲ့မှာနေဝန်းကြီးစစ်ကြောင်းမှုဆိုတဲ့စာတစာအောင်ထွက်လာတာပေါ့။နေဝန်းကြီးစစ်ကြောင်းမှုကတော့သူကနောင်ချူမြို့အတွင်းမှာနေတဲ့ TNL နဲ့ PD ရဲ့ညီအကိုတွေတိစီဖို့နောင်ချူမြို့ကိုမကြခင်မှာပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်တော့မှဖြစ်တဲ့အတွက်နောင်ချူမြို့ထဲမှာရှိတဲ့ TNL နဲ့ PD ရဲ့ညီအကိုတွေအနေနဲ့လက်နက်ချမလားနံပါတ်1 အတိကံတိုက်မလားနံပါတ်2နော်အတိမခံမဲ့နောက်ချောနေထပ်သွားမလားနံပါတ်3ဒါမျိုးတွေကိုရေးချွဲကုန်ပြီးတယ်တော့အချက်၃ချက်ရေးချွဲကုန်ပြီးတဲ့ခါကျတော့လက်နက်ချမဆိုရင်တက်ရှင်ခွင့်ရမှာဖြစ်တယ်လို့လက်ကျက်ဘွားကိုလည်းအေဂျင့်နဲ့ဖြတ်တန်းလို့ရမယ်နော်ဒါနံပါတ်1ချက်ကိုအမှခံတယ်နံပါတ်2ချက်ကိုတော့တိုက်မယ်ဒါမှမဟုတ်လို့ရှိရင်နောက်ချောကနေဆုတ်ခွာမဆိုရင်လက်ကျက်ဘွားကိုတော့မတိကြမီရတဲ့အချိန်လေးတစ်ခုနဲ့ပဲဖြတ်တန်းရမှာဖြစ်တယ်ဆိုပြီးတော့သူပြပို့ထားတယ်အဲ့တော့ ညီကိုတွေကြက်ရရွေးပါဆုံးဖြတ်ချက်မှန်ပါစီလို့ပြောချင်ပါတယ်တဲ့အဲ့တော့ဒီစာရေးပြီး၃ရက်အတွင်းကြောင်းမြင်ပါတယ်နေဝန်နေစစ်ကြောင်းမှုဆိုဒါက psychological warfare လည်းဖြစ်နိုင်တယ်ဗောနော်ဒီဒီလိုလဲကျွန်တော်တို့တွေ့လို့ရဒါပေမဲ့တကယ်လောက်တာလည်းဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့တကယ်တိုက်မယ်ဆိုရင်လက်ရှိတက်ရောက်နေတဲ့အနေအထားဗောနော်နှစ်ဖက်ကျွန်တော်တို့ပြန်ချိန်ပြီးတွေ့တဲ့အခါကျတော့ရှင်အဲ့ဒီဘက်နေမြန်မာနေဘူးတဲ့သူတွေအဲ့ဘက်နေမြန်ရောက်ဘူးတဲ့သူတွေဆိုရင်တော့လက်ရှိရောက်နေတဲ့နေရာနေပြီးတော့ အင်ဘီအာဘီနဲ့စနေတကြားတိုက်မယ်ဆိုလို့ရှင်တော့၃ရက်ပါပဲနော်၃ရက်အတွင်းလောက်တိုက်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ပြောချင်တာကတော့နောက်ချူမှာ နေတဲ့ပြည်သူတွေ DNL PDF နဲ့အနီးဆုံးမှာရှိနေတဲ့ဓမ္မမှုလို့ရှင်လဲတော့အလုံးလေးတိပိတာအတိုင်းပဲတောင်ခမ်းဘက်ချမ်းဒီဘက်ကန်ကြီးဘက်ကဝင်မဲ့လမ်းဒီဘက်ကကြောက်ချမ်းဘက်ထက်ဝင်မဲ့လမ်းဒီလမ်းတွေကိုလည်းအလုံးမြင်မိတာမြင်မိတာဖြစ်တဲ့အတွက်ဒီလမ်းတွေနဲ့မှမလုပ်ဘူးဆိုလို့ရှင်တော့ရှောင်မှုတော့ပြောချင်တယ် နော်မြို့ထဲမှာမနေဘူးလို့ပြောကြတယ်အတတ်နိုင်ဆုံးကတော့တဖြည်းဖြည်းနဲ့ဒီတိုင်းပဲတိုက်သွားမှာပဲအဲ့တော့ကျွန်တော်အရင်နေ့ကကျွန်တော်ပြောခဲ့သလိုပဲဒီအခုလက်ရှိတိုက်ရဲပုံဆောင်ထားတဲ့ပုံစံတိုင်းတိုက်လို့ရှိရင်ဘယ်ရောက်သွားမလဲဆိုတော့ဟာကျွန်တော်မနေ့ကကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့သူတို့ပြန်ဆုတ်เสียလမ်းကတော့အဲကျွန်တော်တို့အဲ့ဒီဘက်ခြမ်းမှာတေချာစစ်စင်ကြီးတွေထွက်လာတယ်အဲ့ဘက်ခြမ်းကြောင်းလည်းတေချာနားလေတဲ့သူတွေပြောပြချက်အရာပေါ့အေးဒီကြောက်ကူ ကြောက်ကူသောဟိုဘက်မှာကြောက်ကူဆိုပြီးတသက်ရှိတယ်ပေါ့နော်အဲ့ဒီဘက်ချမ်းကနေပြီးတော့ထွက်မဲ့လမ်းတလမ်းမှရှိတယ်ပေါ့ဆိုတော့လက်ရှိတက်ကဒီဘက်ကျွန်တော်မကြီးရန်နေဒီဘက်ဒုထဝတီမြေကန်နဘေးအတိုင်းတိုက်တက်သွားမဲ့အနေအထားရှိတယ်ပေါ့မဲဘုတ်နောင်လင်းနောင်နောင်ချူလေးဒါတွေအကုန်လုံးကလက်ရှိတက်ကသူအဲ့တထဲသွားပြီဆိုတော့ဆက်တိုက်ဖို့ကကြတော့အဲ့လန်နိုင်တက်မယ်ဆိုလို့ရှိရင်ဘလူးမှာအဲဆက်ပြီးတောက်ခတ်နိုင်မယ်အနေအထားမဟုတ်ဘူးအဲ့တော့သူတို့အာကောင်နဲ့ ရွာတွေရှိတဲ့ဘက်ကိုပဲဆုတ်သွားဖို့ရှိတယ်။ဒါလည်းဟိုကျွန်တော်တို့ဖြစ်နိုင်ကြည်အရာပြောတာပေါ့နော်။အကြောက်ကူလန်နိုင်ပြန်ဆုတ်လို့ရှိရင်ရွာတွေရွာဆိုကျွန်တော်အဲ့ရွာကိုမြေပုံနဲ့ရှာနေတာ။ရွာနာမည်ကျွန်တော်နည်းနည်းမေ့နေလို့နော်။အဲ့ဒီရွာဘက်ကိုပြန်ဆုတ်ဖို့ဆုတ်နိုင်ကြည်များတယ်ဆိုပြီးတော့ကျွန်တော်တို့မှန်းထားတယ်ပေါ့နော်။ဘာပဲပြောလက်ရှိအောင်ချူကတော့မကြခင်ချိန်တွင်းမှာဒါတိုက်ခိုက်နိုင်တဲ့အနေအထားဖြစ်တယ်။တိုက်မယ်ဆိုရင်လည်းတိုက်နိုင်တဲ့အနေအထားဖြစ်တယ်ပေါ့။အဲ့တော့နောက်ချူချင်းနေကြည့်ပြီးတော့လည်း အခုဆိုလို့ရှိရင်အရင်ကကျွန်တော်ပြောသလိုပဲတပန်းကိုင်းမှာနောက်ကျူတပန်းကိုင်းမှာဒါခန်းစစ်ပြင်နေပြီအင်အားတော်တော်များတယ်เนาะပလောင်ရန်တော်တော်များတယ်ဓနု PDF အင်အားများတယ်သူတို့ဟိုရက်မှာတင်းနှင်းစင်းတဲ့ကလေးတွေအကုန်လုံးလည်းအိုက်မှာထည့်ထားတယ်တင်းနှင်းစင်းတဲ့ကလေးတော့ငငယ်လေးတွေပေါ့เนาะဆိုတော့နောက်ကျူကတော့ဒီလိုအခြေအနေမျိုးရှိသူတို့ဘက်ကကိုယ်တိုင်လည်းပြောတယ်ရွာတော်တော်များများတော့သူတို့တင်ထားတဲ့တက်တော်တော်များများကိုဒီဘက်ချမ်းပြန်ပြီးတော့ထိုးစစ်စင်ပြီးတော့တိုက်လိုက်ရတယ်သူတို့လက်လွတ်လိုက်ရတယ်လို့ပြောတယ်ဒါသူတို့ဘက်ကဝန်ခံချက်တွေပေါ့နော် ဒါနောက်ချိုသတင်းနဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်။နောက်သတင်းကတော့ကျွန်တော်တို့ဒီမန္တလေးတိုင်းဒေသကြီးမိထီလာမြို့နယ်ပေါ့မိထီလာမြို့နယ်မြို့ဥဝင်ကုန်းသာရွာကုန်းသာရွာအနီးမှာရှိတဲ့ရန်ကုန်မန္တလေးလမ်းဟောင်းအဲ့ဒီနားမှာမန္တလေး26ရက်နေ့ကခရီးသွားတော့အင်စည်းကားတစ်စီးကိုလူတစုကတော့လက်နက်ပြပစ္စည်းလူရဲ့တော့ကားနဲ့ငွေသားတွေလူရဲ့သွားခဲ့တယ်လို့သိရပါတယ်။ဒါပေါ်ပေါ်ထင်းထင်းဖြစ်လာတာတော့တိတ်တော့မကောင်းသေးဘူးပေါ့နော်။နောက်သတင်းတစ်ပုဒ်ကတော့အဲ PDF တူပေါ့ PDF တူအိမ်ယူပြန်လာတဲ့ချိန်မှာဖမ်းဆီးခံလိုက်ရတယ်ပေါ့အဲ့ဒါကတော့ရုံနိုင်ဒေသကြီးနိုင်သာရှိပိုင်းမြို့နယ်ထဲမှာနေထိုင်တဲ့ကောင်လေးတယောက်ကတော့သူအိမ်ယူပြန်လာအိမ်ပြန်လာတဲ့ချိန်မှာလူညွေတက်ဖုံဝင်တဲ့တရင်ရဝင်ရောက်ဖမ်းဆီးလိုက်တယ်ဖမ်းဆီးတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီမှာရန်ကုန်အခြေစိုက်ထားတဲ့ online လူမှုကွန်ရက်စာမျက်နှာတွေကပါရေးလဲဆိုတော့လူငယ်တူအူကို PDF ဆွဆွဲဖမ်းဆီးဒါပေမဲ့အဲ့လိုသတင်းလိမ်နာမကောင်းเนาะဒီကလေးကိုယ်တိုင် တော့မှာနော်တကယ်တင်းနန်းနေတက်လာတယ်ဆိုတဲ့အကြောင်းနော်တကယ်ဘွားဖြစ်တဲ့တက်ပုံနေလဲလက်နက်ကင်တဲ့အထောက်ထားတွေကလည်းထွက်လာတယ်ဆိုတော့ဆိုတော့တည်င်းကိုလည်းမှန်မှန်ကန်ကန်ရေးဖို့တော့လိုမယ်တကယ်လို့သာဒီကလေးသူ့အိမ်မှာသူဝါအောင်နေမယ်ဝါအောင်နေပြီလို့ရှင်ပြန်မယ်ပြန်မယ်ဆိုတော့တော်ရရောက်နေတော့ဘာလို့လဲဆိုတော့သူအဲ့ဒီမှာလေပတ်သွားလာခဲ့တယ်ဥမာအော်သူလိုက်တရားနေပြီးတော့တော်ဝင်စင်တာကိုသွားတယ်ဒါမှမဟုတ်လို့ရှင်အခြားသောဒီဂျန်ရှင်အိတ်တို့အဲ့လိုမျိုးတိုင်းစီတီတို့ကသွားတယ်တပ်ပုံတွေရဲ့ဆက်ပြီးတွေဆွဲပြီးတော့ အဲသူတော်ရရောက်မှပုံပြတင်မယ်တွေ့လားလက်နဲ့ကင်နဲ့အမိသားမြို့ပေါ်လျှောက်သွားတယ်ဘာမှမဖြစ်အေးစီပဲတစ်တော်တွေပါရိုက်ပြီးတင်းဆိုဒါမျိုးတွေကဒါဖြစ်လာမှာပေါ့နော်အခုတော့ဒါရောက်တဲ့အချိန်မှာဖမ်းမိသွားတယ်ပေါ့နော်နောက်တဲ့နေ့ဘုကတော့ဒါတောင်ကိုရီးယားနိုင်ငံအရှိတောင်ပိုင်းဒေသမှာတုံးပြီးလောင်ကျွမ်းမှုဖြစ်ပွားနေပါတယ်ဒီတုံးပြီးကလောင်ကျွမ်းနေတာဒါနည်းနည်းလေးတော့ကြာပြီဒီလောင်ကျွမ်းမှုကိုတောင်ကိုရီးယားမိသက်ဌာနကလည်းအဲတော်တော်လေးကိုအင်တိုင်းအရိုက်ညှိနှိုင်းတက်နေတယ် အဲမနေ့ကရခဲ့တဲ့တည်င်းရတော့တောင်ကိုရီးယားမိသက်တပ်ဖွဲ့ရဟယင်တစည်းမိငိမ့်တတ်နေရင်လည်းအဲရဟယင်ပြတ်ကြပြီးတော့လေမှုရဟယင်မောင်းတဲ့ပိုင်းလို့တည်ဆုံးသွားခဲ့တယ်လို့သိရပါတယ်အဲ့လိုပဲတရုတ်နိုင်ငံမှာလည်းဒီတော်မီ လောင်ကျွမ်းမှုတွေတည်င်းတွေရတယ်ပေါ့ဒီနှစ်ပိုင်းမှာကျွန်တော်တော်မီလောင်ကျွမ်းမှုတည်င်းတွေကပိုပြီးများများဆဆတွေ့လာတော့ဘာဘောပတ်ဝန်းကျင်ဖောက်ပြန်မှုတွေများလာတာပေါ့နော် နောက်တဲ့တဲ့ဘူကမပြီးနိုင်မဆုံးနိုင်ဖြစ်တဲ့ဂံကောကကျွန်တော်တို့နှမ်းခါလေချောင်းတိုက်ခိုက်မှုပေါ့နော်နှမ်းခါရွာလေချောင်းတိုက်ခိုက်မှုမှာတည်သွားတဲ့ဆရာဝန်ပေါ့တည်သွားတဲ့ဆရာဝန်နဲ့သူ့ရဲ့အမျိုးသမီးကသူနာပြုဒေါက်တာမြောက်စိုးအောင်နဲ့ဇနီးကသူနာပြုပေါ့ဆရာဝန်ဆိုတာကတော့ဘယ်နေမှာစိတ်ကူကူမပြောလို့နော်ဒါပေမဲ့ဒီမီဒီယာတွေအကုန်လုံးဖုံးထားတာဒီဆရာဝန်တည်တာဘယ်သူတို့ဖော်ပြပြီးမီဒီယာတွေအကုန်လုံးဖုံးထားတာကဒီတိုက်ခိုက်မှုမှာနော်ဒီ RPG ပုံစံမျိုးလက်နက်ကြီးတွေပါ အဲ့ဒီမီးလောင်တဲ့ထဲမှာပေါ်နေတယ်ဆိုတာသူတို့ဘာလို့မဖော်ပြကြတာလဲအဲ့တော့ဒီမှာ PDF အခြေဆိုင်နေဆိုတော့တိတ်တိတာနေတယ်အဲ့တော့ဆရာဝန်ဆိုရင်ဈေးကူးတဲ့နေရာမှာကိုယ့်အကူတည်တန်းကိုဟုတ်ပြီ PDF တွေဒဏ်ရာရလို့ဆီလောက်ကူမဆိုလာကုတနတ်တော့မယူလာနဲ့နော်ဒါဆေးကန်းဖြစ်တယ်ငါလူသက်ပဲကဲတယ်မဆရာဝန်ဒီလိုဖြစ်ရမှာအခုတစ်ဖက်ဆောင်နေဖြစ်လာရင်တော့ဒီမှာပဲနော်အဲ့တော့သူတို့မစာနာလို့လည်းမဟုတ်သူတို့မိသားစုမစာနာလို့လည်းမဟုတ်ပြောချင်တာမတည်ချင်ဘူးဆိုရင် PDF နဲ့ဝေဝေးနေ တော့ PDF တွေကလည်းပြည်သူတအားစာနာနေတယ်ဆိုလို့ရှိရင်လည်းပြည်သူနဲ့ဝဝင်းနေဖို့ကျွန်တော်နေ့တိုင်းပြောတယ်အဲ့ဒါကတော့နော်တတင်းမှာလည်းတချို့နေရာတွေမှာအဲ့လိုမျိုးအဲလှည့်ပတ်ပြီးတော့လိန်ရေးတဲ့ကိစ္စတွေကတွေ့တယ်အဲနောက်တတင်းတစ်ပုဒ်ကတော့ဒါဒုတိယတပ်မတော်ကာကွယ်ဦးစည်းချုပ်ဒီကလောသွားတဲ့ခီးစင်မှာပေါ့နော်ပြောခဲ့တယ်စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့မတမာမှုတွေအောက်ခြေမှာရှိနေတယ်ဒါတို့နေ့စဉ်နဲ့ညီပါဖြစ်ရှင်းနေရတယ်ဆိုတဲ့အကြောင်းသူပြောသွားသူပြောပြီးတော့နောက်ပိုင်းမှာပဲဟိုးမတိုင်ခင်တခါကျွန်တော် ဂျုံလိုက်ပါတယ်အဲ့ဒါကတော့မန္တလေးမှာဒီမဲဖောက်ပြီးတော့မဲနိုင်ပြီးတော့စမှုတန်းခေါ်တဲ့ကိစ္စပေါ့ဒါအစတည်းကဖြစ်တဲ့နေကိစ္စနိုင်ငံတော်ကလည်းဒီလိုပဲနိုင်ငံတော်ကကြတော့ဒီလိုရွေးမယ်ရွေးပြီးလို့ရှိရင်အင်ကိုစားယူသွားပြီးမှဒီလိုပုံစံနဲ့သွားဖို့နိုင်ငံတော်စီစဉ်ထားတာဒါပေမဲ့ဒီလိုမျိုးပြည်သူတွေကြားထဲမှာသူခေါ်တယ်ငါခေါ်တယ်ဖြစ်မှာဆိုလို့မဲနိုင်ပြီးရွေးတာပိုကောင်းတဲ့ခါကျမဲနိုင်ပြီးရွေးတယ်အခုဒါမန်လီတိုင်းမှာအဲ့လိုလုံလို့ဗောနမန်လီတောင်တောင်မြို့နယ်တွေမှာအဲ့လိုလုံနေတယ်မိုင်းနဲ့လိုက်អော်တယ်လာတော်တော်များများလဲနိုင်ကြပါတယ်အဲ့ဒီမှာဟိုထိုင်းမှာစစ်မှုထမ်းမဲနိုင်တယ်လို့ပဲပျော်ပျော်ရွှင်ရွှင်ကိုတွေ့ရတယ် เนาะနိုင်ကြတယ်ဆိုတော့အများကြီးမှနိုင်ကြတယ်လူအများကြီးနိုင်ကြတယ်တွေ့တယ်နော်။ဘာဖြစ်ဒါကကောင်းတဲ့လက္ခဏာပဲတိုင်းနိုင်ငံလုံးနိုင်ငံတော့ပိုကောင်းတယ်ပေါ့နော်။အဲ့တော့ဒီတစ်ခေါက်တက်မတော်နေ့မှာဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီးတက်ရောက်မယ်လို့သိရတယ်။အဲ့တော့မြန်မာနိုင်ငံကိုလည်းရောက်ရှိနေပြီလို့သိရတယ်နော်။အဲ့တက်မတော်နေ့လည်းပတ်သက်ပြီးပြောတာဖြစ်ပါတယ်။အဲ့တော့နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ပြောဆိုချက်အရာဒီနှစ်ဒီဇင်ဘာနော်တတိယပတ်စရုပ်ဓာတ်ပတ်နဲ့နော်နောက်နှစ်လာမယ့်ဇန်နဝါရီလပထမပတ်ဒုတိယပတ်ဒီမှာယူကောက်ပွဲကိုတာ အချိန်ခွဲပြီးကျင်းပဖို့အစီအစဉ်ထားတယ်လို့ပြောတယ်ပေါ့နော်။ယူကော့ပွဲကျင်းပနဲ့ပတ်သက်ပြီးကျွန်တော်လက်ခဏာလာပြောရတယ်။သူကရုပ်တံရှိမှဆိုလို့ပြောတော့နောက်နေ့မှပဲဒီယူကော့ပွဲကျင်းပဖို့နဲ့ပတ်သက်ပြီးကျွန်တော်အခြေတဝင်ထပ်ပြီးပြောမယ်ပေါ့နော်။ဆိုတော့အမြဲတမ်းပဲကောင်းတဲ့သတင်းတွေပဲပြောနေလို့ကျွန်တော်ဟိုတစ်ဖက်လိုက်နေတယ်ပြောမှဆိုမနေ့ကကျွန်တော်ပြောခဲ့တယ်နော်။အဲ့ဒါတော့ကလေဒီစခန်းပေါ့။ကလေဒီစခန်းကရွာတတီလေး။နော်အဲ့မှာရှိတဲ့အင်အားလည်းနည်းနည်းလေး။ဒါပေမဲ့အဲ့စခန်းလာတိုက်တဲ့အချိန်မှာလေချောင်းပစ်ကူတွေပဲတေချာလုပ်ပြီးတယ်။နမစခန်းကြတယ်။မတတ်နိုင်လေ။ တရှိတဲ့အင်အားနဲ့တာလုံးအင်အားနဲ့လာဝိုင်းမယ်ဆိုရင်တော့ဘလောက်ကြာကြီးခံတိုက်နိုင်မှာလဲအဲ့ဒီမတိုင်ခင်ဘလောက်ကြာကြီးရိခါပြတ်အောင်နော်ရည်ပြတ်အောင်ဘလို့လုပ်ထားလဲမှမသိတာအဲ့တော့စကန်းဆုံခွာထပ်ပြရတယ်အဲ့မှာဂျန်ခဲ့တယ်လက်နှက်ကြီးနော်ဒီဆက်လက်ပုံစံမျိုးတွေအာ point 5ပေါ့ point 5တွေရဲ့နောက်ပြီးတော့ငချင်းမီတွေရဲ့နော်ဒီ inaga တို့40တို့ဓာတ်တွေဂျန်ခဲ့တယ်ပေါ့ဒီလောက်ပဲဂျန်ခဲ့တာမြင်ရတယ်လက်နှက်အများအပြားသူတို့ဘက်သိသိရမိတာတော့မတွေ့ဘူး ဆိုတော့အဲ့ဒီကတက်ဖွဲ့တွေဘယ်ကိုဆုတ်ပြီးတော့ဘယ်လိုရောက်သွားလဲတော့မသိဘူးသူတို့ဘက်ကတော့ထုံးစံနိုင်တကယ်လို့များတက်ဘက်ကအကြဆုံးများလို့ဆိုလို့ရှိရင်တော့ထုတ်ပြန်မှာတော့တည်ကြိုင်မယ်ဒီတစ်ခေါက်မှာတော့ဒီလိုအကြဆုံးတဲ့ဓာတ်ပုံတွေထုတ်ပြန်တာတော့မတွေ့ရပါဘူးနောက်တော့ဒီနေပြည်တော်မှာကျင်းပနေတဲ့ peace stop ပေါ့နော်2025ဒါလည်းဆက်လက်ကျင်းပနေတာဖြစ်ပါတယ်ဒီကနေပြီးတော့ဘယ်လိုအဖြေတွေထွက်လာမလဲဆိုတာလည်းကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်နေတာဖြစ်ပါတယ်ဒီမှာ ဒီနေပဲကဏ္ဍပေါင်းစုံနော်မီဒီယာမီဒီယာတွေလည်းပါတယ်ဗောနော်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တွေအသင်းအဖွဲ့ပုံစံအမျိုးအများများကြီးကနေနိုင်ငံကြီးပါတီတွေပြီးလို့ရှိရင်နိုင်ငံတော်ပိုင်းကတောင်းပန်ရှိတဲ့သူတွေအဲ့လိုစုဖွဲ့ပြီးဆွေးနွေးနေတဲ့ငင်းငင်းကြီးစကားဝိုင်းဖြစ်ပါတယ်တော့မကြခင်မှာတော့ဒီငင်းငင်းကြီးစကားဝိုင်းနဲ့ပတ်သက်ပြီးတော့အဖြေတွေကျွန်တော်တို့ရရှိလာတော့မှာဖြစ်ပါတယ်နောက်တစ်နေ့ဘောကတော့ကျွန်တော်တို့ဒီမတ်လ26ရက်နေ့ကတမူပန်းတာပတ်ဝန်းကျင်မှာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတော့ PDF အလောင်း၅လောင်းရထားလို့တရားတယ်အဲ့မှာတွေ့တဲ့ PDF တွေရဲ့အလောင်းတွေကလည်းเนาะခလီးငယ်ပုံစံမျိုးတွေကျွန်တော်တွေ့ရတော့เนาะစနိုက်ပါသာမိတယ်လို့တရားတယ်တော်တော်လေးငယ်သေးတယ်ပေါ့เนาะခေါ်သုံးထားတဲ့ခလီးတွေဆိုတော့နောက်တစ်ထင်းတစ်ပုဒ်ကတော့ဒါရွှေဘုံမြို့နယ်အောင်စရာဇီးကိုเนาะဒီ PDF တွေကလက်နက်ကြီးရောလက်လုံလက်နက်ကြီးနဲ့လှမ်းပစ်တယ်ပေါ့เนาะ short တိုက်တုံပုံစံနဲ့လှမ်းပစ်တယ်ဇီးတဲ့ကြပြီးတော့ပြည်သူတွေထိခိုက်တယ်ရရတယ်အခုဒါတက်ကဒါကယ်ဆယ်ပြီးတော့စီယုံမှာစေကူတမှုခံယူတာထားတာဖြစ်ပါတယ် ဆိုတော့အဲ့ဒါကိုသူတို့ဘက်ကပြောတော့ဗာပြောလဲဆိုတော့တက်ကလေချောင်းတက်ခိုက်တာအောင်စရစီရဲကြတာဗာဆိုင်လို့လေချောင်းတက်ခိုက်အောင်ဒီရက်ဖက်ပြည်သူတွေနဲ့ PDF တွေနဲ့နင်းနီးလေးမှမဟုတ်တဲ့ဟာသူတို့ကလာတိုက်လို့ရှိရင်အပြင်းအားလာတိုက်တာလीအဲ့တော့တိုက်ချင်းတိုက်အပြင်းမှာပဲဖြစ်ကြမဲ့ကိစ္စအောင်ဆိုတော့တည်င်းတွေကအဲ့လိုလင်ရေးတာလည်းများရတယ်ပေါ့နော်ဒီနေ့တော့တည်င်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာတော့မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP Web Page ERB CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ